မင်္ဂလာပါမယ်နီယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေ။သရော့စာသမားတွေကျွန်တော်ဒီကနေ့မှာတော့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီးအကြောင်းအရာတော့မပြောတော့ဘူး။လက်တလောကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဖြစ်ပေါ်နေတဲ့ငလီလောက်ခဲမှုနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့သတင်းလေးတချို့ကျွန်တော်တို့တင်ဆက်တော့ပါမယ်စာသမားတို့ရဲ့လူကအလုပ်ထင်းမှာရောက်နေတဲ့အတွက်ဗီဒီယိုကိုဖြစ်သလိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။အားလုံးနားလေးပေးကြပါ။အားလုံးပဲမင်္ဂလာပါ။အားလုံးပဲမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့ပေါ့ဗျာဒီကနေ့တောက်ကြနေကမန္တလေးပြည်လို့ချင်းစကိုင်းနေပြည်တော်တို့ကိုဗဟုပြုပြီးတော့ ငလေကြီးကြီးကြီးလှုပ်ခဲခဲ့တဲ့လူအသေးပြောက်လေးများနေပြီးတော့ပျက်စီးရှုံ့ကျုံမှုတွေတအားကိုရှိနေတယ်အဲဒါကြောင့်တခြားသောနိုင်ငံခြားတွေကပေါ့ဗျာထိုင်းတို့မလေးတို့ကနေပြီးတော့အကူညီနေပြပကအဖွေစေတယ်ပြီးလို့ချင်းကေစေးလောက်သားတွေကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်ရှိနေတာရှိတယ်တချို့တွေလည်းနောက်ထပ်လာဖို့ရှိနေတာပေါ့ဗျာ အဲ့ဒီအချိန်မှာပြည်တွင်းကလည်းပဲဟိုတက်အားသေးဟိုပရိုက်တာဖွဲ့တဲ့လူမှုအဖွဲ့တင်းဖွဲ့တွေကလည်းကူညီနေတာတွေ့တယ်။ကျွန်တော်တို့ပြည်လေထူထောင်ရေးတော့မလိုရသေးဘူး။ဒါတလောအချိန်ဒီမှာပျက်စီးဆုံးချုံပြီးလို့ချင်းအဲ့ဒီအချိန်မှာပိတ်မိနေတဲ့အော်တည်ဆုံးတော်တဲ့လူတွေဒံရတဲ့လူတို့ကေထုံနေတာကျွန်တော်ရှိနေတော့ဗျာအဲ့ဒီအထင်းမှဆိုရင်ကျွန်တော်တို့ဒီဝဲချန်ပီယံချစ်ကနေပြီးတော့လေဟိုစူတောင်းစကားတွေပြောပေးထားတဲ့အထူးသဖြင့်ဩကတာချက်တွေဆိုရင်လေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဆူတောင်းမေတ္တာတွေပို့ထားတယ်ပြီးလို့ချစ်ကျွန်တော်တို့အွန်လိုင်းအဆန်ဂျူဂျူအဘန်ဒါတွေကဒီတခြားတော့ပေါ့ဗျာဒီလက်ဝဲအကြော်မော်တွေကလည်းဆူတောင်းစကားတွေပြောပြထားတယ်ပြီးလို့ချစ်ကျွန်တော်တို့ဘောလုံးအသင်းနဲ့တင်းမှာဆိုရင်ဘရဖိုးအသင်းကျွန်တော်တို့မက်ဆောင်နဲ့တဲ့အသင်းလို့ချစ်လာလီကာအဖွဲ့အစည်း ကျွန်တော်တို့ PSG Mercedes Spa Liverpool စတဲ့အားကစားအသင်းတွေကလည်းအတီးတီးဝင်းနေကြောင်းကျွန်တော်တို့ထုတ်ပြန်ထားတာတွေ့ရတယ်ပြီးလို့ချင်းပေါ့ဗျာကျွန်တော်တို့ဒီအားကစားကပိုတာတယောက်ဖြစ်တဲ့ Fabrizio Romano ကလည်းသူ့ရဲ့ဒီ post မှာတင်ပြထားတာရှိတဲ့အတွက်ဒါကကိုယ်တွေမြန်မာနိုင်ငံအတွက်ကိုတကယ့်ကိုအားရစရာအခိုက်အတန့်တွေလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့ဗျာဆိုတော့အဓိကကျွန်တော်ပြောချင်တာကဒီနေ့ဗီဒီယိုမှာ ိုးမြန်မာနိုင်ငံအတိုးတဲမှာဆိုရင်လည်းပဲအလူချင်းတွေရောအလူငွေလက်ခံတဲ့လူတွေဘယ်လိုဆက်သွယ်ရမလဲဆိုတာကျွန်တော်တချို့ပြောပြရှိပါတယ်ဒါကဘာလို့ဆိုရင်ကျွန်တော်တို့မက်ဆေ့ချ်အနေနဲ့အသင်းဖန်တယောက်ဖြစ်တဲ့ဒီကိုဟင်း NY ပေါ့ဗျာ NY ကနေပြီးတော့ဟိုတိတ်နေဆေးလာမသိဘူးသူကမတီးပြီးတော့လူထားတယ်တကယ်လို့အလူငွေလူရှင်တာပဲဖြစ်ဖြစ် အဲ့လိုမျိုးဆက်တွေ့ရှင်တာပဲဖြစ်ဖြစ်ဆိုရင်တော့သူရဲ့ Facebook page ကိုလည်းမြင်မြန်ပြီးတော့လူလို့ရပါတယ်တကယ်လို့မျိုးပေါ့ဗျာကျွန်တော်တို့ဒီ90ဖြစ်ဖြစ်100ဖြစ်ဖြစ်900ဖြစ်ဖြစ်ဘယ်လောက်ဖြစ်ဖြစ်ကိုစေတနာရှိတဲ့လောက်ကိုလူရှင်တလောက်ပေါ့ဗျာတကယ်လို့လူမယ်ဆိုရင် Anwar Hin ရဲ့ Facebook page မှာဖြစ်ဖြစ်ဖြစ်သူရဲ့ဖုန်းကိုဆက်သွယ်ပြီးတော့လေလူတန်းလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောကြလိုပါတယ်တခြားသောအလူငယ်လက်ခံတဲ့လူတွေလည်းရှိတဲ့အတွက်တကယ်လို့ညီကိုတို့ message နဲ့ဖန်အပါဝင် ဟိုကျွန်တော်တို့မြန်မာနိုင်ငံကဟိုလူရှင်တဲ့လူမဲ့တဲ့များတော်ရောပြီးတော့စုံစမ်းပြီးများနိုင်ပါတယ်ကျွန်တော်တို့ပြန်လေထူတော်ရေးမလို့ခင်ပါဆိုရင်အခုဟိုလူအဲ့နေတဲ့ဆေးဝါးတွေစားတောက်တွေပြီးလို့ချင်းအဲ့ဒီစေကူတမှုတွေကလည်းအများကြီးကျွန်တော်တို့လူအဲ့နေတဲ့နေရာတွေကိုအလူငွေမြက်မြက်ရရှိဖို့အတွက်ကိုလိုတာဖြစ်တဲ့အတွက်တခြားသောအလူငွေလက်ခံတဲ့လူတွေစီကိုလည်းညီကိုတို့တော်ရောက်လူတန်းနိုင်ပါတယ်ကြောင့် ကျွန်တော်ဒီနေရာကနေပြောကြားခြင်းဖြစ်ပါတယ်ဗီဒီယိုလည်းကတော့ဒီလောက်ပါပဲနောက်ထပ်တင်ရလာတဲ့အခြေအနေတွေကိုလည်းကျွန်တော်တိစဲပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်းအတူတူပူပေါင်းကြဖို့ဖိတ်ခေါ်ပါတယ်မနေ့ကဆိုရင်လည်းပဲ message နဲ့တဲ့တင်နေတဲ့ live နဲ့2ရက်နဲ့ premium လေးပွေးစီ30အဖြစ်ကိုကျွန်တော်ပွေးချက်သူတစ်ချက်ဗီဒီယိုတင်ပေးတတ်တာရှိတဲ့အတွက်ဒီကိုတို့မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ YouTube channel မှာဝင်ရောက်ကြည့်ကြည့်ဖို့ကျွန်တော်တောက်ဆိုပါတယ်အားလုံးပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းနဲ့ကမ္ဘာသူကမ္ဘာသားအပေါင်းတို့တဘာဝဘဲတွေဆိုင်ရာအကုန်လုံးမှာ အမြန်ဆုံးလွန်မြောက်နိုင်ပါစေလို့ကျွန်တော်စင်တာပြူရင်းနဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲโอเคပါအားလုံးပဲကျေးဇူးများတင်ပါတယ်